ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်ကနေသားဆောင်တပ်စခန်း၃ခုတိုက်ခိုက်ခံရတဲ့အမှုနဲ့ပတ်သက်လို့မြန်မာနိုင်ငံနဲ့အတူရပ်တည်နေပါကြောင်း EU ဥရောပသမဂ္ဂကဒီကနေ့ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ဒါဟာရခိုင်ပြည်နယ်ကမွတ်စလင်လူနည်းစုအရေးကင်တွေရမှာခက်အဆက်ဆက်မြန်မာအစိုးရအပေါ်ဝေဖန်ခဲ့တဲ့ EU အဖွဲ့ကမြန်မာအစိုးရရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့တသားတည်းရပ်တည်နေကြောင်းပထမဆုံးကြေညာချက်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ တက်စခန်း၃ခုတိုက်ခိုက်ခံရမှုမှာကြာဆုံးခဲ့ရတဲ့သူတွေရဲ့မိသားစုတွေအပေါ်ဝမ်းနည်းစာနာကြောင်း ဒီတိုက်ခိုက်မှုအတွက်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးတာတွေလှုံ့ဆော်ရမှာဖြစ်တယ်လို့တိုက်ခိုက်မှုကျူးလွန်သူတွေကိုတရားဥပဒေနဲ့အညီအရေးယူရမှာဖြစ်ကြောင်းလည်း EU ကြေညာချက်မှာဖော်ပြထားပါတယ်။တချိန်ထဲမှာပဲဒီစုံစမ်းစစ်ဆေးမှုတွေမှာပါဝင် ပတ်သက်သူတွေအနေနဲ့တာဝန်ရှိရှိထိန်ထိန်သိမ့်သိမ့်ပြုမှုဆောင်ရွက်ကြဖို့နဲ့စုံစမ်းစစ်ဆေးတာတွေကိုလည်းပူးပေါင်းကူညီကြဖို့ကိုလည်းရန်ကုန်ဥရောပသမဂ္ဂရုံးခွဲကထုတ်ပြန်တဲ့ကြေညာချက်မှာတိုက်တွန်းထားပါတယ်။ EU အဖွဲ့ဟာမြန်မာနိုင်ငံကရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအပါအဝင်တရားဥပဒေ ဆိုမှုရင်ပြုပြင်ပြောင်းလဲမှုတွေအပေါ်အဓိကကူညီနေတဲ့အဖွဲ့အစည်းလေးဖြစ်ပါတယ်ရှင်။